အခုတင်ဆက်ပေးမယ့်သတင်းကတော့ဗဟိုဘဏ်ကသတ်မှတ်တဲ့နိုင်ငံသားဝင်လဲလှယ်တော့အခြေခံသတ်မှတ်ချက်ကိုလာမယ့်ဩဂတ်စ်လမှာဖြည့်လျှော့သတ်မှတ်ဖို့ရှိရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေနိုင်ငံသားငွေတရားဝင်ရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ပုဂ္ဂလိကဘဏ်တွေနဲ့ငွေလဲကောင်တာတွေအတွက်နေ့စဉ်သတ်မှတ်ပေးလျက်ရှိရဲနိုင်ငံသားငွေလဲလဲနှုန်းနဲ့အခြေခံနှုန်းသတ်မှတ်ချက်ကိုလာမယ့်ဩဂတ်စ်လကစတင်ပြီးဖြည့်လျှော့သတ်မှတ်ဖို့ရှိရဲလို့ပုဂ္ဂလိကဘဏ်လုပ်ငန်းအတိုင်းဝိုင်းမှသိရပါဗျာ။ ဒီလိုဖြေလျှော့သတ်မှတ်ပေးဖို့စီစဉ်ရခြင်းဟာဗဟိုဘဏ်ကသတ်မှတ်ပေးနေတဲ့တရားဝင်ငွေလဲနှုန်းနဲ့ပြင်ပငွေလဲနှုန်းပေါက်ဈေးကွာဟမှုကိုညှော်နှဲစေဖို့ဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေနှိစင်ငွေလဲနှုန်းတွေကိုပုဂ္ဂလိကဘဏ်တွေကိုထုတ်ပြန်ပေးလျက်ရှိပြီးဗဟိုဘဏ်ကသတ်မှတ်တဲ့ဈေးကိုအခြေခံပြီးပုဂ္ဂလိကဘဏ်တွေဟာလက်လီရောင်းဝယ်မှုမှာအပေါင်း၃၈၀ခိုင်နှုန်းနဲ့အနှုတ်၃၈၀ခိုင်နှုန်းအတွင်းရောင်းဝယ်ရတာဖြစ်ပြီး AD license ဘဏ်တွေအနေနဲ့လက်ကားရောင်းဝယ်မှုအတွက် အပေါင်း၃ညတသမ300ခိုင်နှုန်းနဲ့အနောက်၃ညတသမ300ခိုင်နှုန်းတွေရောင်းဝယ်ရတာဖြစ်ပါတယ်အဲ့ဒီတမချက်ဟာနိုင်ငံသားဝင်လဲလဲနှုန်းကိုထိန်းချမှုရှိတဲ့နှုံရှင်ဝင်လဲစနစ်ပြောင်းလဲခဲ့တဲ့2022ခုနှစ်ဧပြီလ2ရက်နေ့ကစတင်တက်မှတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတမချက်ဟာတရားဝင်စင်းနှုန်းနဲ့ပြင်ပဈေးကွက်ပေါက်ဈေးအကြကွာဟမှုများပြားနေတာကြောင့်ပြင်ဆင်ပြောင်းလဲတက်မှတ်မှုရှိရလို့ကမ္ဘောဇာဘက်မှအထွေထွေမန်နေဂျာရဲ့ပြောကြားမှုအရသိရပါတယ်။ လက်ရှိမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဇူလိုင်လ24ရက်နေ့မှာသတ်မှတ်တဲ့နိုင်ငံသားဝင်လဲလဲနှုန်းမှာအမေရိကန်ဒေါ်လာကို986ကျပ်သတ်မှတ်ထားပါတယ်။တိုင်ပြွေလဲကောင်တာမှာတော့အမေရိကန်ဒေါ်လာကိုဝယ်ဈေး984ကျပ်နဲ့ရောင်းဈေး984ကျပ်ဝန်းကျင်ရှိပြီးပြင်ပဈေးကွက်မှာတော့ဝယ်ဈေး989ကျပ်နဲ့ရောင်းဈေး982ကျပ်ရှိတယ်လို့သိရပါတယ်ရှင်။